ယနေ့ပထမဆုံးတင်ဆက်ပေးမယ့်အာကစားသတင်းတစ်ပုဒ်ကတော့လုံပွဲပြဿနာကြောင့်တရုတ်လူမျိုး58ဦးကိုတရုတ်ဘောလုံးအဖွဲ့ချုပ်ကရဲယူလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ကလုံပွဲပြဿနာကြောင့်အရေးယူခံရတဲ့တရုတ်နိုင်ငံဘောလုံးအဖွဲ့ချုပ်မှာရဲယူလိုက်တဲ့လူ58ဦးရဲ့ပြစ်ဒဏ်များဟာပြည်ပမှာလည်းအကျုံးဝင်တယ်လို့ပြီးခဲ့တဲ့တနင်္လာနေ့ကကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါတရုတ်ဘော်လုံးလောကအရှုပ်ထွေးများဟာ2009ခုနှစ်အစောပိုင်းကာလကဖြစ်ပွားခဲ့တာဖြစ်ပြီးအကျင့်ပြတ်ခြားစားမှုကင်းစင်ရေး၃နှစ်စီမံချက်အရာရှာဖွေဖော်ထုတ်ကမကြာမီကမှစီရင်ချက်ပြစ်ဒဏ်များချမှတ်ခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးပြစ်ဒဏ်တွေချမှတ်ခဲ့တာကြောင့်ရှန်ဟိုင်းရှင်ဟွာကဲ့သို့ထိတ်တန့်ကလပ်အသင်းများစုဖလားရုပ်သိမ်းပြစ်ဒဏ်ငွေဒဏ်နဲ့အမှတ်လျှောက်ပြစ်ဒဏ်တွေကြားခံခဲ့ရတာဖြစ်ပြီးဥဆောင်ခဲ့တဲ့တရုတ်လက်ရွေးစင်ဘောလုံးသမားဟောင်း၄ဦးမှလည်းထောင်ဒဏ်ချမှတ်အေးအေးယူခံခဲ့ရတာဖြစ်ပါတယ်။ ီလိုမျိုးအေးအေးယူဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပေမဲ့လည်းအမှုမှာပြီးပြတ်ခြင်းမရှိတဲ့အတွက်ကြောင့်ဖေဗူလာ၁၈ရက်နေ့အထိအေးအေးယူဆောင်ရွက်မှုတွေပြုလုပ်ရမှာတော့လူပုဂ္ဂိုလ်33ဦးကိုဘောလုံးလောကနဲ့ရာသပံပတ်သက်ခြင်းမပြုရန်ကျန်25ဦးကိုဘောလုံးလောကနဲ့၅နှစ်ပတ်သက်ခြင်းမပြုရန်စားတဲ့ပြစ်ဒဏ်များချမှတ်ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုမျိုးအေးအေးယူခံရသူများထဲမှာထောင်ဒဏ်ကျခံနေရတဲ့တရုတ်နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းနန်ယောင်ဒုတိယအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းရန်ရီမင်းနဲ့ကမ္ဘာဖလားဒိုင်လူကြီးဟောင်းလူကျွမ်းတို့လည်းပါဝင်တယ်လို့သိရပါတယ်။